အငင်းပွားနေတဲ့ကျွန်းတွေတဝိုက်ဒီဇင်ဘာ2ရက်နေ့မှာဖြစ်ပွားခဲ့တဲ့လောလောလတ်လတ်လက်ခဲတဲလဲအခြေအနေမှာဂျမန်သင်းမော်တွေနဲ့တရုတ်သင်းမော်တွေထိတိုက်တွေ့ခဲ့ကြတယ်လို့နိုင်ငံစလုံးရဲ့ကမ်းခြေဆောင်တပ်တွေကပြောကြားခဲ့ပါတယ်။တရုတ်ကတရုတ်တိုက်ပွဲကိုတိုက်ခိုက်မယ်ဆိုတာကဂျမန်ဟာစည်ရင်းနဲ့တုံ့ပြန်သွားမယ်လို့ပြောကြားခဲ့တဲ့ဂျမန်ဝန်ကြီးချုပ်ဆာနာအီတာကာအီချီရဲ့မှတ်ချက်စကားတွေဟာနိုင်ငံတကာဥပဒေနဲ့ တန်တမန်စံတန်မိုးတွေကိုဆိုးရွားစွာချိုးပေါက်တာဖြစ်တယ်လို့တရုတ်ကပြောကြားခဲ့ပါတယ်။တရုတ်ကမ်းခြေစောက်ကင်းသင်းမော်တွေဟာဒဇမနှစ်ရက်အစောပိုင်းမှာအရှေ့တရုတ်ပင်လယ်မှာရှိတဲ့ဆန်ကာကိုကျွန်းတွင်အနီးမှာရှိတဲ့ဂျပန်ရဲ့ရေပိုင်းနယ်ထဲကိုဝင်ရောက်ခဲ့ပြီးတဲ့နောက်နိုင်အနေငယ်အကြမှာ ပြန်ထွက်သွားခဲ့တယ်လို့ဂျမန်ကမ်းခြေစောက်တပ်ကပြောပါရယ်။တရုတ်မှာတာရီလို့ခေါ်ပြီးဂျမန်အုပ်ချုပ်နေတဲ့ဆန်ကာကူကျွန်းတွေဟာနိုင်ငံအခြားအကျဉ်းပွားနေတာဟာဆယ်စုနှစ်ချီရှိပြီဖြစ်တဲ့ကျွန်းတွေဖြစ်ပါရယ်။ကင်းသင်းမော်တွေကဂျမန်ငါးဖက်သင်းမော်စီခုံပေါင်းလာခဲ့ပြီးတဲ့နောက်ဂျမန်ကမ်းခြေစောက်သင်းမော်ကဒီသင်းမော်တွေရေပိုင်နက်ကနေထွက်ခွာသွားဖို့တောင်းဆိုခဲ့တယ်လို့ဂျမန်ကမ်းခြေစောက်တရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။ဆန်ကာကူကျွန်းတဝိုက်မှာရှိတဲ့ဂျမန်ရေပိုင်နက်အတွင်သွားလာခဲ့တဲ့တရုတ်ကမ်းခြေစောက်တပ်သင်းမော်တွေရဲ့လှုပ်ရှားမှုတွေနဲ့ အဲ့ဒီကြုံတွေကိုသူတို့ပိုင်တယ်လို့ပြောဆိုနေတာတွေဟာအပြည်ပြည်ဆိုင်ရာဥပဒေကိုအခြေခံကြကြချိုးဖောက်နေတာပါလို့ဂျပန်ကမ်းခြေဆောင်တရက်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တရုတ်သင်္ဘောနှစ်ဆင်းနဲ့တခြားသင်္ဘောတွေအဲ့ဒီနေရာမှာရှိနေစေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖြည့်ဆွတ်ဖော်ပြထားပါတယ်။